Honor ရဲ့ GT ဖုန်းတွေကဘယ်သူတွေအဓိကထားပြီးရွေးတင်လဲဆိုတဲ့အကြောင်းဒီဗီဒီယိုမှာပြပေးမယ်။ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်အဓိက Honor ရဲ့ GT ဖုန်းတွေက performance မှန်ကန်ဦးစားပေးထားတာမျက်စိတွေမြင်အောင်ပြောရမယ်ဆိုလို့ရှိရင် ဒါဘိုစီးရီလို့ဖုံမျိုးတွေ performance လုံးဝအောင်ကျွတ်ထနေရကောင်မျိုးတွေအာဒီကောင်မှာသုံးမိထားအဆိုစီရလဲ snap တော့ကောင်8ချောင်း3ကိုထည့်ပေးထားတာကျွန်တော်စမ်းသုံးကြည့်ရတော့လဲဂိမ်းနေပါရဲ့ကောင်းကောင်းဆော့ကြည့်တယ်ထစ်တာတွေ400တွေအရန်ဖုံရပူတက်လာမျိုးတွေဒါမျိုးတွေမရှိဘူးဒါတော်တော်လေးအဆင်ပြေတယ်ဆိုတော့လိုရင်းတူရှင်းပဲပြပြပေးမယ် Honor ရဲ့ GT ဖုန်းတွေဝယ်မဲ့သူဆိုရင်ကိုက heavy use performance ကောင်းကောင်းလိုချင်တဲ့ performance hungry ဖြစ်တဲ့သူမျိုး software အကြီးကြီးတုံးတဲ့သူမျိုး game ကို share မနက်ကနေ mole mole ချုပ်တကုံဖြုတ်နေရဲ့ ူမျိုးဆိုရင်တော့မျက်စိမိပ်ပြီးတန်းဝင်လို့ရတယ်။ဈေးကလည်း15သိန်းဝန်းကျင်ပဲရှိတယ်။ဒါ15သိန်းဝန်းကျင်မှာ performance ကောင်းကောင်းဒီဇိုင်းကလည်းသူနေထိုင်သူမဆိုးဘူး display ကလည်းပပလေးပဇယ်ပပလေးနဲ့ကြည့်လို့အရန်ကောင်းတဲ့ထင်ပါလေပါရဆိုတော့ရှင်းပါတယ်။ game performance ကြိုက်တဲ့သူတွေရွေးဝယ်တင်တယ်ဖုန်းတစ်လုံး။ခုလူတို့ဆိုရင် Honor ရဲ့ GT ကိုဘာအချက်တွေကိုကြိုက်လဲ၊ဘယ်အချက်တွေကိုမကြိုက်ဘူးလဲအောက်ခကွန်မန်မှာဆွေးနွေးခဲ့ပါအောင်။ဆိုတော့ကျွန်တော်တို့နောက်မှတွေ့တာပေါ့။အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် Admin Joy ပါ။ Yangon Mobile Store.